စစ်ကောင်စီတပ်သားတွေလက်နက်ယူလာပြီးစီတရဖာခါထံလင်းဝင်ချင်းပြည်နယ်ဟာခါမြို့နယ်တွင်စစ်ကောင်စီတပ်သားတွေလက်နက်နဲ့အတူချင်းတေတာကာကွယ်တပ်ဖွဲ့ CDF ဟာခါထံလင်းဝင်လာခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်ရသည့်စစ်ကောင်စီတပ်မတော်ကို တော်လှန်ရေးသူများကဆက်လက်ဖိအားပေးနေတဲ့ချင်းတေတာတွင်ဖြစ်ပွားခဲ့ပြီးဒေသခံသတင်းရင်းမြစ်များအရစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ရဲများအလင်းဝင်မှုမကြာခဏရှိနေကြောင်းသိရပါတယ်။ 28နှစ်ရွယ်တပ်သားဇွဲထက်အောင်ဟာအော်တိုဘား24ရက်တွင် လက်နက်တစ်လက်ကြီးပေါက်၃ခုနဲ့အတူ CDF ဟာခါထံရောက်ရှိလာခဲ့ပါတယ်။ဓာတ်ပုံများနဲ့အတူ ဖော်ပြထားတဲ့ထောက်ပို့အဖွဲ့အချို့များကအစ်တပ်သားကိုကြိုဆိုခဲ့ပြီးစွန့်ငွေပေးအပ်ခဲ့ကြောင်းပြောပါတယ်။ချင်းတရင်ရင်းမြစ်များအရဤလင်းဝင်မှုသည်စစ်ကောင်စီတပ်မတော်မှဒေသကာကွယ်အင်အားစုသို့ပန်ဖိုးလာနေတဲ့လက္ခဏာတစ်ခုဖြစ်ကြောင်းဆိုပါတယ်။ဟာခါဒေသတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ရဲများ CDF ထံအလင်းဝင်မှုများ မကြာခဏရှိပြီးယခုနှစ်အစောပိုင်းမှစ၍ဟာခါမြို့အခြေခံရဲနဲ့တပ်သား20ဦးကျော်အလင်းဝင်ခဲ့ကြောင်း CDF ဟာခါကအတည်ပြုထားပါတယ်။ CDF ဟာခါနဲ့ချင်းမျိုးသားတပ်မတော် CNA တို့သည်ဟာခါမြို့နယ်နဲ့ဆက်ဆက်နယ်မြေဒေသများတွင်စစ်ကောင်စီတပ်ကိုအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ပါတယ်။အောက်တိုဘာ16ရက်မနက်ပိုင်းတွင် CDF ဟာခါရဲဘော်များက ဟာခမြို့မရဲစခန်းကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ထိုစစ်စင်ရေးတွင်စစ်ကောင်စီတပ်က6ဦးသေဆုံးခဲ့ပြီးတော်လှန်ရေးဘော်5ဦးပါဝင်အကျဉ်းသား15ဦးကယ်ထုတ်နိုင်ခဲ့ကြောင်းစီတရဖာခါကအတည်ပြုထားပါတယ်ရှင်။